။အစ္စရေးနဲ့အီရန်စစ်ပွဲပြီးပြီလို့အမေရိကန်သမ္မတထရန့်ကလူမှုကွန်ရက်မှာရေးနေပေမဲ့လည်းမြေပြင်မှာတော့အီရန်ဘက်ကဒုံးကျည်တွေနဲ့အဆက်မပြတ်ပစ်ခတ်နေတုံးပဲလို့သိရပါတယ်။အစ္စရေးနဲ့အီရန်တို့ဆက်နွယ်ကြပြန်လည်ပြစ်ခတ်တိုက်ခိုက်ပြီးနောက်ပြစ်ခတ်ရက်စဲဖို့အလုံးစုံသဘောတူညီမှုရရှိပြီး24နာရီတွင်ပြီးပြတ်မယ်လို့သမ္မတထရန့်ကဇွန်24ရက်နေ့မြန်မာစံတော်ချိန်မနက်အစောပိုင်းမှာထုတ်ပြန်ပြောဆိုသွားပါလိမ့် ဒီလိုမကြင်ကြမီမိနစ်ပိုင်းမှာပဲအီရန်မျိုးတော်တီဟီရန်မှာအစ္စရေးရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပေါက်ကွဲသံတွေစုညံခဲ့တယ်လို့အဲ့ဒီမတိုင်ခင်ချိန်ပိုင်းတွင်အီရန်က American City တပေါင်းကျော်အခြေချထားတဲ့ကာတာနိုင်ငံမှာရှိတဲ့ Aliudate American Leader အခြေစိုက်စခန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးမဲ့အဲ့ဒီနောက်ပိုင်းဘသူဘက်ကမှဆက်လက်တိုက်ခတ်ခြင်းမရှိတော့ကြောင်းနဲ့ Israel Iran စစ်ပွဲဟာစနေရက်တောင်နဲ့ပြီးဆုံးခဲ့ပါပြီလို့သမ္မတ Trump ကကြေညာသွားပါတယ်။ ဒီကြညာချက်မှာထရန့်ကအလုံးအတွက်ဂုဏ်ပြုပါကြောင်းအစ္စရေးနဲ့အီရန်ကြားပြစ်ခတ်ရစေးရေးအလုံးစုံသဘောတူညီမှုရခဲ့ပြီလို့ဆိုပါတယ်။အီရန်ဘက်မှစတင်ပြီးပြစ်ခတ်ရစေးကဒီအချိန်လေးကိုချင်းတွက်ပြီးအစ္စရေးဘက်မှနောက်၁၂နှစ်ကြာမှသဘောတူညီမှုကို လက်ခံမှာဖြစ်ပြီးစနေရတာစစ်ပွဲဟာ၂၄နှစ်အတွင်းအလုံးစုံ ပြီးဆုံးတော့မယ်လို့ဆိုပါတယ်။ငင်းချင်းအတွက်ပံဝင်တဲ့နိုင်ငံအားလုံးကိုလည်းကျေးဇူးတင်ကြောင်းအမေရိကန်လေတပ်ခြေစပ်စခန်းကိုအီရန်မပစ်ခတ်မီ မိမိတို့ကိုကြိုတင်အသိပေးခဲ့ကြအောင်ဒါကြောင့်ပြည်သူများဒုံကြီးအလုံးကိုလည်းဖျက်ချနိုင်တယ်လို့ဘာသေးကြဒဏ်ရမှုမှလည်းမရှိတဲ့အတွက်အီရန်ကိုလည်းကျေးဇူးတင်ကြောင်းထရန့်ကရှိပါတယ်။အစ္စရေးနဲ့အီရန်စစ်ပွဲဟာနှစ်ချီကြာမြင့်နိုင်တယ်လို့အရှေ့လယ်ပိုင်းဒေသတစ်ခုလုံးဖျက်ဆီးခံရမယ့်အရေးရှိနေတဲ့ကြားမှာအခုလိုရက်တက်နိုင်တဲ့အတွက်အစ္စရေးအီရန်ရှေ့အလယ်ပိုင်းအမေရိကန်နဲ့တကပါလုံးအတွက်ဖျားသခင်ကောင်းချီးပေးခြင်းဖြစ်တယ်လို့ထုတ်ပြန်သွားပါတယ်။အီရန်နိုင်ငံဂျာယီဝန်ကြီးကတော့မိမိတို့အား နောက်မနက်၄နိုင်နောက်ပိုင်းထပ်မံပြစ်ခတ်တိုက်ခိုက်မှုမလုပ်တော့ရင်တော့တရားမဝင်မိမိတို့တိုက်ခိုက်ခဲ့ပေမဲ့အစ္စရေးအားပြန်လည်ပြစ်ခတ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဘယ်တော့အခါမှလည်း American အခြေစိုက်စခန်းများကိုမိမိတို့တိုက်ခိုက်လို့စေမရှိခဲ့ကြအောင်ဒါပေမဲ့ American ဘက်မှာအနာဂတ်မှာမိမိတို့ကိုထပ်မံတိုက်ခိုက်လာရင်တော့တုံ့ပြန်မှုအသင့်ရှိတယ်လို့ထုတ်ပြန်ပါတယ်။မြေပြင်မှာအီရန်မှအစ္စရေးကိုဒုံးကျည်တွေနဲ့ဆက်လက်ပြစ်ခတ်နေစေဖြစ်ပါတယ်။ ပစမမြောက်လိုင်းမှာအီရမမပစ်ခတ်တဲ့ဒုံးကျည်အရေအတွက်သတိတသာများပြလာကြောင်းဒုံးကျည်ပစ်ခတ်မှုကြောင့်အစ္စရေးရဲ့သားထိခိုက်မှုရှိကြောင်းအစ္စရေးစစ်ဘက်ကပြောပါတယ်။တိုင်းမဂဇင်ရဲ့အစ္စရေးတာဝန်ခံကလည်းအစ္စရေးအာယုံတက်ချိန်မှာရဲသားအဆောင်တစ်ခုကိုအီရန်ရဲ့မစ်ဆိုင်းတွေလာရောက်ထိမှန်တဲ့ဗီဒီယိုတင်ထားပါတယ်။ American ဒုသမ္မတ DJ Vance ကတော့ခုလိုစစ်ပွဲဆုံးသက်စီဖို့စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သမ္မတ Trump ကိုဂုံပြုလေးစားမိကြောင်းလည်း ်အမေရိကန်ရဲ့တိုက်ခိုက်ဖျက်ဆီးခဲ့မှုကြောင့်အီရန်ဟာလည်းနောက်ထပ်နျူကလ িয়ার လက်နက်ထုတ်လွှတ်နိုင်ရေးအဆောက်အအုံမရှိတော့ဘူးလို့ Fox News ကိုပြောသွားပါတယ်။အခုလိုအီရန်အစ္စရေးအပြစ်ခတ်ရစဲကြောင်းသမ္မတ Trump ကြေညာပြီးနောက်တီဟီရန်အစိုးရကလည်းဒီမနက်ပိုင်းမှာအတည်ပြုပါတယ်။ကာတာမှာရှိတဲ့ American လေတပ်ခြေစစ်ခန်းကိုအီရန်တို့ကအောင်မြင်စွာတိုက်ခိုက်ပြီးနောက်အစ္စရေးပေါ်ပြစ်ခတ်ရစဲရေးတတ်မှတ်လိုက်တာဖြစ်ကြောင်း BBC ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ ီရန်ရဲ့တိုက်ခိုက်မှုပြီးပြစ်ခတ်ရေးဆေးရေးအတွက်အမေရိကန်သမ္မတထရန့်ကတောင်းဆိုခဲ့တာလို့ BBC သတင်းမှာဖော်ပြထားပါတယ်။အီရန်နဲ့အစ္စရေးတို့ကြားလေကြောင်းတိုက်ဖွဲ့တွေခိတ္တရက်ကြောင်းသမ္မတထရန့်ကကြေညာပြီးနောက်အီရန်အာဘော်ယုဒ္ဓလိုင်းကလည်းဒီသတင်းကိုအတည်ပြုထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။အီရန်ကိုတိုက်ခိုက်ပြီးနောက်အမေရိကန်ရဲ့စီးပွားရေးဟာဖိအားတွေရှိလာတယ်လို့သိရပါတယ်။အီရန်နျူကလ িয়ার ဆေးရုံကိုအမေရိကန်ကဘုံကျဲတိုက်ခိုက်တဲ့အတွက်အမေရိကန်ရဲ့စီးပွားရေးပါဝင်ကမ္ဘာစီးပွားရေးနဲ့ငွေကြေးဖောင်းပွားမှုအလားအလာအပေါ်မြေယာမှုတွေထပ်မံမြင့်တက်ခဲ့တယ်လို့ရိုက်တာကသိရပါတယ် အမေရိကန်ဘိုးဘန်ဥက္ကဋ္ဌဂျုံပါဝဲကလွှတ်တော်မှာစင်ခန်စာထွက်ဆိုမှုပါဝင်ဘိုးဘန်မှတာဝန်ရှိသူတွေကစီးပွားရေးအချက်အလက်နဲ့ကြီးညာချက်တွေထုတ်ပြန်ခြင်းဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်အဓိကစိုးရိမ်စရာကိစ္စကတော့စွန့်ရင်ဈေးနှုန်းမြင့်တက်မဲ့အလားအလာဖြစ်ပြီးရေနယ်ဈေးနှုန်းတွေမြင့်တက်ခြင်းဟာစားသုံးသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေပေါ်ယုံကြည်မှုကိုထိခိုက်စေနိုင်ပြီးသုံးစည်းတွေလျှော့ချမဲ့အနေအထားဖြစ်ပါလေ အီရန်ကလက်တော့ပြန်လာချိန်မှာလဲပြည်ပခဟာပင်လယ်ခွေ့ဒေသထက်ကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာအန္တရာယ်တွေပေါ်ပေါက်လာစေနိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောပါတယ်။မော်ဂန်စတန်လီဘဏ်မှာစီးပွားရေးမဟာဗျူဟာပညာရှင်အလန်ဇန္ဒနာကတော့ဒီပြည်ပခဟာအင်တော်စုတွေရဲ့အသုံးစင်းအတွက်ဖိအားတွေဖြစ်လာနိုင်စေပြီးအမေရိကန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှေးကွေးသွားလိမ့်မယ်ဆိုပါတယ်။အမေရိကန်ကကမ္ဘာတဝန်းကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခဲ့လို့အရင်ကတည်းကကုန်သွယ်ရေးနဲ့စီးပွားရေးမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ ကျွမ်းကျင်သူချုပ်ကတော့အီရန်ကိုတိုက်ခိုက်ခြင်းဟာရှေ့နယ်ပိုင်းဒေသမှာရေရှည်တည်တဲ့နဲ့တည်ငြိမ်မှုကိုရရှိစေနိုင်တယ်လို့သုံးသပ်ပါတယ်။သူတို့ပြင်အီရန်ကိုတိုက်ခိုက်ပြီးနောက်အစ္စရေးရဲ့စတော့ရှယ်ဈေးကွက်ဟာစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။ဒီအချက်ကယင်းနှိမ့်နယ်သူတွေကအစ္စရေးပေါ်ယုံကြည်မှုရှိတဲ့အရေးလက္ခဏာပဲလို့ဆိုပါတယ်။ဘလို့ပင်ပြောပါစေစီးပွားရေးမှာအားနည်းချက်တွေပုံမှန်မြင့်တက်နေပြီးအမေရိကန်အလုပ်သမားဈေးကွက်လည်းအရှိန်ရော့သွားပါတယ်။ဝကြေးဖောင်းပွားမှုနှုန်းဟာအမေရိကန်ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့200ကနှုန်းကိုရောက်ရှိပွဲရှိပြီးဗဟိုဘဏ်တာဝန်ရှိသူတွေဟာလောင်းမဲ့လာတွင် ကုံတွယ်ကုံနဲ့စွန့်ရင်ကိုကြစီထပ်မံမြင့်တက်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ဒါပေမဲ့မြည်သူပင်ဆိုပါသည်ကုလလုံခြုံရေးကောင်စီမှတော့အမေရိကန်တိုက်ခိုက်မှုကိုအီရန်ကပြစ်တင်ရှုတ်ချပါတယ်။အစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာအီရန်တမ်မန်ကြီးအာမီယာဆာအီအီရဘာနီကတိုက်ခိုက်မှုတွေကိုရှုတ်ချပြီးနျူကလ িয়ার မပြန့်ပွားရေးသဘောတူစာချုပ် NPT ကိုရန်လိုမှုနဲ့ဥပဒေမဲ့လောက်ရဖြစ်တုံးတဲ့နိုင်ငံရေးလက်နက်ဖြစ်အမေရိကန်ကကြိုးကင်နေတယ်လို့ဆွဆွဲပြောဆိုခဲ့ပါလေ။ အီရန်ဆိုရတုံ့ပြန်မှုကိုလက်နက်ကန်တပ်ဖွဲ့တွေကဆုံးဖြတ်ပြီးဗိုလ်ချုပ်ကြီးကာဆန်ဆူလီမန်နီလောက်ကျန်ခံရမှုကအမေရိကန်ရဲ့ရည်လိုမှုတင်ကြတာပဲလို့သူကသတိပေးခဲ့ပါတယ်။ယာယီအမေရိကန်သံတမန်ဒရဒူကာရှမီကအီရန်ဟာစစ်စက်ညှိနှိုင်းမှုတွေကိုအဟန့်အတားဖြစ်စေပြီးတော့ချင်းချောက်မှုကြီးထွားလာတယ်လို့ပြောရင်အမေရိကန်ရဲ့တက်ခတ်မှုကိုကာကွယ်ပြောဆိုပါတယ်။အီရန်ဆိုရဟာနျူကလ িয়ার လက်နက်မပိုင်ဆိုင်နိုင်ဘူးလို့ပြောရင်အီရန်ကနျူကလ িয়ার လက်နက်တွေရအောင်စူးစမ်းတာကိုဆွလွင်ရင် အစ္စရေးနဲ့အမေရိကန်တို့ပေါ်ချင်းချောက်တာကိုလည်းအဆုံးသတ်ဖို့လုံခြုံရေးကောင်စီကိုတောင်းဆိုပါတယ်အစ္စရေးတပ်မကြီးဒန်နီဒန်နိုကတော့အီရန်ဟာဒုံးကျည်တွေထုတ်ပြီးယူနီယံကျွယ်ဝလာရေးအချိန်ဆွဲဖို့တန်တမာရေးနည်းလမ်းကိုတုံးနေတယ်လို့ဆွဆွဲပါတယ်ရုရှားတပ်မကြီးဗာစလီနီဗန်ညာကတော့အမေရိကန်ဟာနိုင်ငံတကာတန်ငင်းတမန်ခင်ကိုလုံးဝပြူးမဆိုင်ဘူးလို့ပြင်းထန်ဝေဖန်ခဲ့ပြီးအမေရိကန်ဆိုရဟာ ကမ္ဘာကိုနျူကလ িয়ার အကျက်တဲစီကြားရောက်သွားစေနိုင်တယ်လို့သတိပေးပါတယ်။အစည်းအဝေးတွင်ဖြန့်ဝေပြီးတရုတ်နဲ့ပါကစ္စတန်တို့ကကြောက်ထောက်နောက်ခံပေးထားတဲ့အဆိုပြုချက်အတိုင်းအပြစ်ခတ်ရစိုင်းနဲ့စစ်ဆက်ညှိနှိုင်းရေးစပွဲဝါနေပြန်လာဖို့ကိုလည်းတောင်းဆိုပါတယ်။ရုရှားတရုတ်နဲ့ပါကစ္စတန်တို့ဟာရှေ့လေပိုင်းမှာချွင်းချက်မရှိအပြစ်ခတ်ရစိုင်းကိုတောင်းဆိုတဲ့မူကြမ်းကိုလည်းဖြန့်ဝေခဲ့ပါတယ်။ရိုက်တာသတင်းထောက်ကမြန်မာနဲ့မူကြမ်းနဲ့မှာတော့အစအသားတွေကအီရန်နျူကလ িয়ার စစ်ုံတွေပေါ်တိုက်ခတ်မှုကိုရှုတ်ချပေးမယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့နာမည်ကိုမရေးထားပါဘူး။ လက်ရှိမှာတော့အီရန်စစ်ပွဲဟာနှစ်ဖက်အပြစ်ခတ်ရဆဲထားတဲ့အတွက်ကုလသမဂ္ဂကတော့တော်တော်လေးကိုရင်ချောင်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အီရန်ဘက်ကနျူကလ িয়ার အဆောက်အုံ ထုတ်လုပ်တဲ့နေရာတွေမှာဘာအန်ဒီယမ်မှမဖြစ်ဘူးလို့ဆိုပေမဲ့လည်းတိုက်ခိုက်ခံရတဲ့အီရန်နျူကလ িয়ার နေရာတွေကို စစ်ဆေးခွင့်ရဖို့လိုအပ်တယ်လို့ IAEA ကပြောပါတယ်။ အီရန်နျူကလ িয়ার နေရာတွေကို IAEA ပြည်ပဆိုင်ရာနုမှုစွမ်းရည်အေဂျင်စီကကျွမ်းကျင်ပညာရှင်တွေလာရောက်စစ်ဆေးပွင့်ပေးဖို့ IAEA ကြီးကရာဖေးဂရော့စီကအီရန်ကိုတောင်းဆိုထားပါတယ်။အီရန်ရဲ့အဓိကနေရာဗော်ဒိုနျူကလ িয়ার စီမံကိန်းတောင်ကျောကအမေရိကန်ဘုံးတွေထိတဲ့နေရာမှာမီးတောင်ပေါက်တွေကိုလည်းမြင်တွေ့ရတယ်လို့ရာဖေးဂရော့စီကဆိုပါတယ်။အထဲမှာဘာတွေဖြစ်နေလဲဆိုတော့ IAEA ပါဝင်ဘသူကမှအကဲဖြစ်နိုင်တဲ့အနေအထားမရှိပါဘူး။ အီရန်တာဝန်ရှိသူတွေကပဲအဲ့ဒီနေရာကိုငင်ခဲ့အောင်မှာပါလို့ IAEA ကပြောပါတယ်။ ISPAH နျူကလ িয়ার စီမံကိန်းနေရာမှာလည်း American Cruise တုံးကြီးတွေထိမှန်ခဲ့လို့အဆောက်အုံများပြားပျက်စီးခဲ့တယ်လို့ Rainier တန့်စင်တိုးလောင်ကန်တွေထားတဲ့လှိုင်ခေါင်းတွေပါထိမှန်တဲ့အထောက်ထားတွေတွေ့ရတယ်လို့ Rafi Grossi ကဆိုပါတယ်။ Israel တိုက်ခိုက်တာကိုခံခဲ့ရတဲ့ NATO's နျူကလ িয়ার စီမံကိန်းနေရာကိုလည်းရေအောက်တွေထိထိုးပေါက်နိုင်တဲ့ခရမ်းတွေကိုတုံးပြီး American ကထပ်မံတိုက်ခိုက်တာတွေ့ရတယ်လို့ဆိုပါတယ်။ အီရန်တာဝန်ရှိသူတွေပြောအရတိုက်ခိုက်ခံရတဲ့နေရာတွေမှာဓာတ်ရောင်ကြီးပြန့်နှံ့မှုပမာဏအပြောင်းအလဲမရှိဘူးလို့သိရပြီးအီရန်မှာရှိနေတဲ့ IAEA စုံစမ်းစစ်ဆေးမှုတွေကိုတိုက်ခိုက်ခံရတဲ့နေရာတွေနဲ့တပ်စင်မီရေနီယန်ချင်းတွေကိုတွားရောက်စစ်ဆေးခွင့်ပေးဖို့နဲ့စစ်ဆေးနိုင်ဖို့အတွက်တိုက်ခိုက်မှုတွေရပ်တန့်မှုလိုအပ်ကြောင်း Rafael Grossi ကတော့ပြောသွားပါတယ်အီရန်မှာခမင်းနီမပြုတ်ကြတာကိုမကြေမချမ်းဖြစ်နေတဲ့ ပြည်ပရောက်ရှားပင်ရဲ့သားကတော့အီရန်ဆိုးရအပြောင်းလဲမဖြစ်မနေလိုအပ်တယ်လို့ပြောပါတယ်။အီရန်မှာဆိုးရပြောင်းလဲဖြစ်ဖို့ကျင်းသိလိုအပ်နေတယ်ပြီဆိုတော့အားလုံးကသဘောပေါက်လက်ခံကြစီလို့ကြောင်းအီရန်အင်ရှစ်မင်းသားဟောင်းကအနောက်နိုင်ငံမဟာမိတ်တွေကိုတိုက်တွန်းပါတယ်။အီရန်အင်ရှစ်မင်းသားဟောင်းရာဇာဖာလာဗီဟာရှားပင်မင်းမြတ်ရဲ့သားဖြစ်ပါတယ်။အီရန်အစ္စလာမစ်တော်လှန်ရေးကြောင်1989ကပြုတ်ကျခဲ့တဲ့ရှားပင်ဆိုးရမှာအင်ရှစ်မင်းသားဖြစ်တာဝန်ယူခဲ့သူပါ။ သူဟာကွယ်လွန်သူရှားပြင်ရဲ့အသားအကြီးဆုံးလည်းဖြစ်ပါတယ်။ဖခင်ပြည်သူရှားပြင်လိုပဲဘလာဗီဟာအမေရိကန်ပါဝင်နောက်နိုင်ငံတွေအစ်ဇွေးတို့နဲ့နီးကပ်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အစ်ဇွေးဟာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေလေကြောင်းတိုက်ခိုက်မှုနဲ့ဖျက်ဆီးခဲ့တယ်လို့အမေရိကန်ကပါအစ်ဇွေးကိုကူပြီးအီရန်နျူကလ িয়ার စခန်းတွေကိုဗုံးဝင်ကျခဲ့ပါတယ်။ရှားပြင်ရဲ့စနစ်ပြန်တက်ဝင်လာဖို့အတွက်အခြေအနေကောင်းလို့တော့မှဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့အခုအီရန်နဲ့အမေရိကန်က အပြစ်ခက်ရဲ့ဆဲကြောင့်ကြီးညာတော့ဒီကိစ္စဟာကာမနီပြုတ်ကြဖို့အတွက်တော့တော်တော်လေးခက်ခဲလာပါလေ။အဒီမတိုင်ခင်တည့်ရက်မှာရှားဘီရင်ရဲ့သားဖာလာဘီကပြည်ထောင်နိုင်ငံပါရီမှာသတင်းစာရှင်ပွဲတစ်ခုလုပ်ခဲ့ပြီးအနောက်နိုင်ငံတွေအနေနဲ့အီရန်ပြည်သူတွေနဲ့အတူရက်တည်ပြီးအီရန်ရဲ့ကာမနီအစိုးရကိုဖျောက်ချတဲ့အခြေအနေလိုတိုက်တွန်းတောင်းဆိုပါလေ။တိတ်ကအမောက်ကိုကျူးလွန်ခဲ့ပြီးအီရန်အစိုးရကိုအသက်ရှူပေါက်ဖွင့်ပေးတာမျိုးထပ်မလုပ်ဖို့လိုကြောင်း အီရန်နျူကလ িয়ার ဆိုင်ရာအဆောင်တွေကိုဖျက်ဆီးရုံလောင်းတဲ့စစ်မှန်တဲ့ဂျင်းဂျင်းရင်ကိုရမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။နျူကလ িয়ার လက်နက်တွေတည်ထွင်မှုကိုစိုးရိမ်တကြီးတားဆီးတာဒေသလုံးကျုံရေးအတွက်စိတ်ဝူတာတွေကမှန်ကန်တဲ့ကိစ္စဖြစ်ပေမဲ့လည်းအီရန်မှာအစိုးရပြောင်းလဲလုံးဝဖြစ်သွားပြီးဒီမိုကရေစီအုပ်ချုပ်မှုလမ်းကြောင်းစီပြောင်းရွှေ့လာမှသာအရင်မှန်ချက်တွေလက်တွေ့အောင်မြင်ပြီးငြိမ်းချမ်းရေးတွန်းရှိလိမ့်မယ်လို့သူကပြောပါတယ်။အီရန်ဘက်ကတော့ဒီရှားပြင်းသားရဲ့မှတ်ချက်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့မြင်ချင်းမရှိပါဘူး။ရှားပြင်းရဲ့သားဖာလာဘီဟာပြည်ပနိုင်ငံတွေမှာ နှစ်ပေါင်း40လောက်ကြာအောင်တင်းရှောင်နေရတာပါ။အီရမာဖာလာဘီကိုလိုလားထောက်ခံတဲ့အင်အားစုဘယ်လောက်ရှိလဲဆိုတာလည်းတိကျမသိရပါဘူး။လောလောဆယ်ဝါရှင်တန်မှာအခြေချနေတဲ့ဖာလာဘီကတိကျတဲ့အထောက်အထားလည်းမပြဘဲနဲ့အီရန်ဒီပတီကော်မတီနဲ့မိသားစုဟာလိုအပ်လာရင်နိုင်ငံကိုစွန့်ခွာထွက်ပြေးဖို့ကြိုတင်စီစဉ်ထားပြီးဖြစ်တယ်လို့ဆွဆွဲပါလိမ့်။ပြီးတော့သူကအီရန်ရဲ့လက်ရှိအစ္စလာမစ်ဆိုရာဟာယိုင်နေနေပြီလို့လည်းပြောပါတယ်။ ရန်ကန်ဆိုရကတော့အီရန်မှာဝင်ရောက်ပုံကျခဲ့တဲ့စစ်စင်ရည်မှန်းချက်မှာအစိုးရအပြောင်းလဲဖြစ်အောင်ဖန်တီးဖို့ဆိုတဲ့ဦးစားပေးရွယ်ချက်မပါဘူးလို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့သမ္မတထရန့်ကတော့လက်ရှိအီရန်ဆိုရဟာနိုင်ငံကိုပြန်ပြီးတော့အဆင်ပြေအောင်မလုပ်နိုင်ဘူးဆိုရင်တော့အစိုးရအပြောင်းလဲဘာကြောင့်မဖြစ်သင့်လဲဆိုပြီးမေးခွန်းထုတ်နေပါတယ်။